င်္ဂလာပါရှင်။နိုဝင်ဘာလ26ရက်ဗုဒ္ဓဘူးနေ့ရက်ရွှေရံကုန်းရဲ့ရံကုန်တွင်တရင်ဆောင်လင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့အဖြောင်းမြို့အေရက်ကိုပိုင်းထက်တန်းကျောင်းတွင်မိငိမ့်တန်ဒီတရုပ်ပြလေးကျင့်တဲ့တရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတက်ကြီးမြို့နယ်တွင်မြို့နယ်မိသက်ဦးစီးဌာနမှကြီးမှုပြီးမိမိချုပ်တင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနဲ့မိငင်းသက်နီတယုတ်ပြလေ့ကျင့်ခြင်းကိုနိုဝင်ဘာ25ရက်နေ့နဲ့9နာရီကအဖျောက်မြို့အေရက်ကိုပိုင်ထက်တန်းကျောင်းမှာပြုလုပ်ကြောင်းသိရပါဗျ။တယုတ်ပြပွဲတွင်အဖျောက်နေမည်မိသက်စခန်းမှမိသက်စခန်းတာဝန်ခံလက်ထောက်မိသက်ဦးစီးမှုဦးစင်ကိုကမိမိချုပ်တင်ကာကွယ်ရေးအတွက်အသိပညာပေးဟောပြောပါဗျ။ဆက်လက်ပြီးလက်ထောက်မိသက်ဦးစီးမှုနဲ့မိသက်တပ်ဖွဲ့ဝင်များဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများကမိသက်စီးမှုဖြင့်မိငင်းသက်နီတို့ကိုတယုတ်ပြ ြလက်တွေ့လေ့ကျင့်ကြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဝီယီကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့တရားမျိုးတွင်ကိုဝင်ဆောင်မိခင်များအားကျမ်းမာရေးစောင့်ရှောက်မှုပေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်တရားမျိုးတွင်ကိုဝင်ဆောင်မိခင်များအားကျမ်းမာရေးစောင့်ရှောက်ခြင်းကိုနိုဝင်ဘာ25ရက်နေ့နဲ့10နာရီကကျမ်းမာရေးဝန်ထမ်းများဆီယမ်မာများကဈေးလက်ကျမ်းမာရေးဦးစီးဌာနတွင် ပြုလုပ်ပေးကြောင်းသိရပါတယ်။အဲ့လိုဆောင်ရွက်ရာတွင်ကိုဝင်ဆောင်အားစီးများပေးခြင်းကျမ်းမာရေးဆိုင်ရာအသိပညာပေးဟောပြောကြပြီးအဖွဲ့များခွဲကကျမ်းမာရေးစစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်။ ရှင်ဒီသတင်းကိုတော့လှိုင်းသူစာကပြပူလာတာပါထပ်မံတင်ဆက်ပေးမှာကတော့တွင်တင်းမြို့နယ်တွင်အတက်ယောဂါစီမံချက်လုပ်ငန်းအသိပညာပေးဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတွင်တင်းခရိုင်တွင်တင်းမြို့နယ်တွင်မြန်မာနိုင်ငံအတက်ယောဂါစီမံချက်ဖြင့်မြို့နယ်အစဉ်အတက်ယောဂါစီမံချက်လုပ်ငန်းစတင်ခြင်းအသိပညာပေးဆွေးနွေးပွဲကိုလူဝိမာ25ရက်နေ့နဲ့9ရက်နေ့ကတရားမြို့နယ်ပြည်သူ့စေယုံအစည်းအဝေးခန်းမှာမှကျင်းပကြောင်းသိရပါရယ်။ရှေးဦးစွာတွင်တေးမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းချအောင်ကအမှာစကားပြောကြားပါရယ်။ဆက်လက်ပြီး တွင်တင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာမျိုးလှစော်နဲ့ခေတ္တရတိုက်နယ်ဆရာဝန်ဒေါက်တာမျိုးမင်းအောင်ကအတက်ယောဂအကြောင်းအသိပညာပေးဟောပြောကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့မျိုးလှိုင်းကပြပူလာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့တန်လင်မျိုးနယ်စာဘက်ရှိန်မြင့်တင်ရေးအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်တန်လင်မျိုးနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးပြုလုပ်သောစာဘက်ရှိန်မြင့်တင်ရေးအသိပညာပေးဟောပြောဝဲနေရက်စာဆောင်နှင့်စာအုပ်ပြဝဲကိုနိုဝင်ဘာ25ရက်မွန်လွဲတနားရီကဘူချုပ်ရွာတိအခြေခံပညာမူလာတန်းကျောင်းတွင်ပြုလုပ်ကြောင်းသိရပါတယ် ရှေးဥစွာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှုဒေါ်ဆန်းဆန်းစိန်ကစာပေဖတ်ရှုခြင်းဖြင့်အသိပညာပိုးထွန်းတာများရရှိရန်နှင့်နေလေအသိပညာပေးလုပ်ငန်းများလာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းအကျဉ်းတွင်ဟောပြောပါသည်။အဒီနောက်ဒုတိယရသစာအုပ်များနှင့်နေရက်စာဆောင်များပြသရာကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပြပို့လာတာပါ။